ကျွန်တော်ရဲ့သတိဒီဝါဒနာရှင်များအားလုံးမင်္ဂလာပါဗျ။အခုကျွန်တော်ပြမယ်စန္ဒလီယာငါးဆုံးတဲ့ခုနှစ်တိုင်းငါးဆုံးခုနှစ်တိုင်းမှာခါတုံလုံးအထောင်ခါတုံလုံးအထောင်ရဲ့ပါပါပေါ့နော်ခါတုံလုံးအထောင်တဲ့ကြာတာတော့မဟုတ်ဘူးနော်ကျွန်တော်ခါတုံလုံးအထောင်တဲ့ကြာမယ်ခန်းဆိုင်ကပြီးခဲ့တဲ့16ချိန်မှာပြပြီ ုကကျတော့ခါသုံးလုံးအထုံရဲ့ပါဝါအပူခွာပေါ့နော်အပူခွာထွက်တယ်ဆိုရင်အဲ့ဒီခုနှစ်အငါးဆုံးတဲ့ခုနှစ်မှာခါသုံးလုံးထောင်ထောင်ပြီးသူ့ရဲ့ပါဝါနဲ့အပူခွာထွက်တာအဲ့ဒီမှာကျွန်တော်တို့ကခဏကိုကျင်းလိုက်တဲ့အခါဆယ်ခွက်ပဲထွက်လာတယ်ပေါ့နော်ထောင်တစ်ခုကအပါဝါဒီ95ခုနှစ်မှာဆို633ကနေစပြီးတော့3ခါဒီမှာ6ခါ5ခါခါသုံးလုံး ထောင်က၄ဒါဆိုလေးရဲ့ပါဝါက၉နော်၄ပါဝါ၉နဲ့ဆိုကျွန်တော်တို့၉ပြိအပူခွာကြာမယ်ဒီမှာ၈၃၈ဆိုပြီးကြာတော့၈၃၈ဒါ ው လေကျွန်တော်တစ်ချိန်ကပြခဲ့ထားတာရှိရပါတော့နော်ဒါပီရိုဒီကနောက်ကျန်ခဲ့ပြီဆိုတော့အစ်တင်နေနဲ့ပြန်တင်ပေးလိုက်တာပေါ့ဘာလို့လဲဆိုရင်ဒါဒီ site ကအလုပ်မဖြစ်မနေလုံးမဲ့အနေထားရှိတဲ့အတွက်ကြောင့်ပေါ့နော် ဒါ85ခုနဲ့ဒါဆိုရင်ကျွန်တော်တို့85ခုနဲ့ကိုဆက်သွားမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့85ခုနဲ့ပြင်85ခုနဲ့85ခုနဲ့မှာအေး7ရက်နှစ်ခွန်တကနေထောင်ပြီးတော့ခုံ99ဆိုပြီးခါသုံးလုံးမောင်းဟူ9ခုံ99ဆိုပြီးခါသုံးလုံးမောင်း9ဆိုပြီးထောင်ငါရဲ့ပါဝါကကျွန်တော်တို့က၃ညဆိုတော့၃ညပြည့်ဘူးခွာထွက် အဲ့ဒီမှာလေးလေးနှစ်ဆိုပြီးထွက်သွားတယ်ဒါ85အဲ့ဒါဆိုရင်85ပြင်95ကိုဆက်ကြည့်မယ်ပေါ့နော်ဒီမှာ95 95မှာဆိုရင်လည်း10ချိန်မှာပဲပေါ့နော်6တင်ကနေခါသုံးလုံးထောင်းလိုက်တခါကုခါတုံညာခါဆိုပြီးခါသုံးလုံး10ဆိုပြီးထောင်းလိုက်အကြောကျွန်တော်တို့ခါသုံးလုံးတုံညာဖြစ်တဲ့အတွက်ကြောင့်တုံညာရဲ့ပါဝါက9 ုံညပါဝငါးနဲ့ငါးပရိအပူခွာဆိုပြီးဒီမှာတင်းနစ်နစ်ဆိုပြီးတော့ကြာသွားတယ်။အဲအဲ့ဒီမှာဒူးကြတာကပါလဲဆိုတော့738ကအခွာကြတယ်။လေးလေးနစ်ကရှည်ဘူးကြတယ်ဒီမှာတင်းနစ်နစ်ကနောက်ဘူးလို့ကြာ။ဒါကဆိုက်ရဲ့သဘောသဘောကအဲအပူခွာကိုလေအခွာရောရှည်ဘူးရောနောက်ဘူးဆိုပြီးတော့၃မျိုး၃မျိုးလုံးချပီးသွားတယ်ခေါ့နော်။ဟုတ်ပြီဒီတစ်ခါကျွန်တော်တို့က 2005ရေ25ရေ25ဒါဆိုရင်ကုသင်္ကောက်ပြီးတော့2005ကိုဆက်သွားမယ်ပေါ့နော်2005 2005မှာတက်3လေးရနေစတယ်3ခါ5ခါ9ခါဆိုတော့ကျွန်တော်တို့ခါ3လုံးပေါင်းခြင်းဟာ9အဲ့ဒါလိုပေါင်းခြင်း9 9ရဲ့ပါဝါ4ဆိုတော့ leverage အပူခွာကြောင်းပေါ့နော် leverage အပူခွာဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာ ငါငါလေးဆိုပြီးထွက်သွားတယ်ဒီကောင်ကဘူးခွာ site ဆိုတော့ကျွန်တော်တို့ကဘူးခွာတွေမှာကျွန်တော်တို့တွေအဲဒီဒီဂျင်ဘဘူးခွာအပိုင်ထွက်မယ်လို့တီးခဲ့တော့မှဘူးခွာရဲ့သဘောတဘာဝကတော့ကီးကန်ရခက်တယ်ပေါ့နော်သူကခဏနှလုံးနဲ့နဲ့ဒီစီထွက်တဲ့အောင်မျိုးဆိုကီးကန်ရခက်ပါတယ်ပေါ့နော်ဒီအတွက်ကြောင့်ဘူးခွာမှာကီတာအီးမကန်တာကောင်းတယ်ပေါ့နော် ့အဲ6ပြည့်6လေး6တော့ဆိုရင်တော့ကျွန်တော်6ထိပ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က၄ခါမကြိုက်ဘူးရှေဖုံး30လေးရတယ်ဒီ6လေး6ကိုခြံခဲ့တယ်ပေါ့နော်6ပြည့်လေးရတယ်6ထိပ်လေးရတယ်ရှီပုံး30လေးရတယ်6လေး6ကိုဒါတက်ခြံခဲ့တဲ့သဘောပေါ့နော်အဲ့ဒီမှာကီးကင်တာမဟုတ်ဘူးနဲ့ကီးကိုနော်ကနဲကိုတက်ပစ်လိုက်တယ်ပယ်ပစ်လိုက်တဲ့အတွက်ကြောင့်ဒါခံလိုက်ရတာမျိုးပေါ့နော်အကြောတော့ကျွန်တော်တို့ကအဲ့ဒီလိုတွေ့ကြုံနေရအဘူးခွားမှာကီး မရွေးပဲနဲ့ထိုးတာပို့ပြီးတော့အာသာချက်ဖြစ်တယ်ပေါ့နော်ကျတော့ကျွန်တော်တို့ကဒီမှာခါသုံးလုံးကိုကိုဆိုတော့ကိုပေါဝါ လေးနဲ့ဒီမှာငန်းငါးလေးလေးပဲထွက်တယ်ပို့ပြီးတော့ဆိုရင်2005ပြီးတော့2015ကိုတွားမယ်ပေါ့ဒါ2015မှာဒီမှာတင်ငါတိကနေပြီးတော့9 36ဆိုပြီးတော့ထုံတယ်9 3 6ဆိုတော့ခါသုံးလုံးပေါ့ဟဲ့ 1တိရပါဝါကျွန်တော်တို့က6ဆိုတော့တိပါဝါ6နဲ့6ပြည့်အပူခွာဒီမှာ၄ချုပ်6ဆိုပြီးထွက်သွားတယ်အဲ2005မှာကျတော့ငါးငါးလေးရှေ့ဘူးဒီမှာ၄6 6ဆိုတော့နောက်ဘူးတိပါဝါ6နဲ့6ပြည့်နောက်ဘူးဒါဆိုရင်ကျွန်တော်တို့ရှေ့ကငါးဆုနှစ်ခုနဲ့၃ပြင်အဲ၃ချိန်မှာလောက်သွားတယ်အခွားရှေ့ဘူးနောက်ဘူးလောက်သွားတယ်လို့ဒီတစ်ခါကျတော့ကျွန်တော်သူခင်းနေတဲ့လမ်းကြောင်းကပါရှိလို့ဆိုရင် ငငါလေးရှိဘူးရှိတယ်အခု6 6 6 break ကိုပူခွာနောက်ဘူးဒီခါကျွန်တော်တို့2020ကတော့အခွာပို့ပြီးတော့အားကောင်းတယ်ပေါ့နော်အဲ channel အပူကိုတော့အပပလေးပဲပို့ရုံပဲပေါ့ဒါဆိုရင်ကျွန်တော်တို့25အတွက်ဘာ brain နဲ့ပြဘူးခွာကြမလဲစက်ကြည့်မယ်ပေါ့နော်ဒီဒါဆိုရင်ဒါကျွန်တော်တို့ယခုရောက်တဲ့2025ပေါ့နော်ဒီမှာ9 4 9ဆိုပြီးခါသုံးလုံးပေါင်းကျွန်တော်တို့6လို့ထောင်းထားပြီ ငါးလေးခွန်6ရဲ့ပါဝါကတစ်ဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ခါတစ်ပရိဘူးခွာပေါ့တစ်ပရိဘူးခွာမှာငန်းငါးလေး2005လောက်ရှေဘူးချထားတယ်2005မှာနောက်ဘူးချထားတဲ့အတွက်ကြောင့်အခု25မှာကျွန်တော်တို့အခွာအားတာတယ်ပေါ့နော်ဒီအတွက်ကြောင့်ခါသုံးလုံး6ရဲ့အဲပေါင်းခြင်း6ရဲ့ပါဝါတစ်ဖြစ်တဲ့တစ်ပရိအဘူးခွာမှာကျွန်တော်တို့အခွာကိုကျွန်တော်ဥစားပေးပြီးတော့ချပစ်လိုက်တယ်ပေါ့နော်ဒီမှာ ဩဂရီအဲ choy power delivery ပေါ့နော်အဲအဲ့ဒီမှာမှာကျွန်တော်တို့ဒီမှာအခွာပေါ့နော်တုံညာထိတ်တုံညာပေးတစ်ထိတ်တပေးနှစ်ထိတ်နှစ်ပေးသုံးထိတ်သုံးပေးငါးထိတ်ငါးပေး၆ထိတ်၆ပေးပေါ့နော်ဒါမျိုးပေါ့နော်အခွာတွေကိုစင်ပြီးတော့ခဏထိုးရတာပေါ့နော်ဒါအခွာအနေနဲ့ကြားခဲ့မယ်တစ်ပရိအခွာအနေနဲ့ကြားခဲ့မယ်ဆိုဒါယခုကျွန်တော်ပြထားတဲ့ခဏအားလုံးက date တဲ့သဘောသဘောပါပဲဗောနော်တဲ့လာမသဘောသဘောပါ3031291293435969689ပေါ့နော်ဒါအခွက်ကိုကျွန်တော်တို့ကအဲဦးစားပေးထုံးမယ်ပေါ့နော်အဲ့ဒီထဲမှာရှိဘူးတော့ဘူးတော့ဒါဝါသနာရှင်နေနဲ့လိုရတယ်လို့ပပလေးအားပြီးတော့ရှန်ရံမယ်ပေါ့နော်ဒါပပလေးအားပေါ့နော် ါဆိုရင်ကျွန်တော်တို့ကဒီအခွားကိုဒီများများထူမယ်ပေါ့နော်ပပလေးပဲဒါကိုကြိုက်တဲ့ကီးနဲ့ကင်ပြီးတော့အာယုံမယ်ပေါ့တချို့ကြကီးလုံးပိုင်းတွေပါတယ်ရတာရှိတယ်ပေါ့ဒါဆိုရင်တော့ဒါတကွယ်ကောင်းကော်ပြီးထူရုံမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်ယခုပြတဲ့စိုင်းလေးရနေပြီးတော့ကျွန်တော်ရဲ့ 3D Wellness ရှင်ဒီအားလုံးပဲ19ချိန်အတွက်ထေကနဲ့အောင်မြင်ပါစေယခုကျွန်တော်ပြတဲ့ site ကဒီ2025မှာဒါမဖြစ်မနေထွက်မဲ့အခုခွာ site တစ်စိုက်ပေါ့နော် ဒီကောင်ကစိတ်ပူစရာမလိုတော့ဘာလဲဆိုဒီဒီချိန်မှမထွက်ခဲ့ဘူးဆိုတော့နောက်ချိန်တွေမှာအဲ့လိုပဲခါသွလုံးထောင်မယ်ထောင်ပြီးတော့ဟာသွလုံးထောင်ပေါင်းခြင်းရဲ့ပါဝါနဲ့အပူဖွဲ့ကျွန်တော်တို့ကလိုက်ထိုးနေအောင်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ယခုပြောတဲ့ခဏနေတွေကနေပြီးတော့အပူခွာ site တွေကနေပြီးကျွန်တော်ရဲ့ 3D ဝါဒနာရှင်တွေအားလုံးပဲကံကောင်းကြပါစေကိုယ်လည်းပါခင်ဗျာ